လူသိန်းနဲ့ခြေလာကြတဲ့စပိန်နိုင်ငံကခရမ်းကျင်သီးပြစ်ပေါက်ပွဲစားစရာဖြစ်တဲ့ခရမ်းကျင်သီးနဲ့အချင်းချင်းပြစ်ပေါက်စော်ကစားကြတဲ့ပွဲတော်ကစပိန်နိုင်ငံမှာနာမည်အကြီးဆုံးပါဒီပွဲတော်ကိုလာဖို့အတွက်နှစ်တိုင်းလူသိန်းနဲ့ခြေဟာစပိန်နိုင်ငံကိုလာတတ်ပါတယ်ဒါပေမဲ့အဲ့ဒီထဲကမှလူ2000လောက်ကပဲပွဲတော်ကျင်းပတဲ့မြို့တွေကိုဝင်ရောက်ဖွင့်ပြတာပါပွဲတော်ကျင်းပချိန်ရောက်မှမျိုးတွေကအိမ်တွေဆိုင်တွေအကုန်လုံးကပလတ်စတစ်ကြီးတွေနဲ့ရှင်းပြနေစာမှာကာထားပါဗျ။ ဒီဘွဲတော်မှာခရမ်းကျင်သည့်အမဲပေါင်းကီလိုပေါင်းတသိန်းခွဲလောက်ကတော့တနအီလောက်လေးနဲ့ကုန်သွားမှာပါ။ဒါကြောင့်ဘွဲတော်ပြီးပြီဆိုတာနဲ့လမ်းတိုင်းအိမ်တိုင်းမှာခရမ်းကျင်သည့်အနှစ်တွေနဲ့ပေးပွားနေကြတာဖြစ်ပါတယ်။အစိုးရကမျိုးရဲကလမ်းတိုင်းမှာပေးနေတဲ့ခရမ်းကျင်သည့်တွေကိုတန်ရှင်းရင်လုပ်ပေးပေမယ့်လူတွေကိုတော့ပြစ်ထားတတ်ပါတယ်။ဒါကြောင့်ပွဲတော်လာတဲ့လူတွေကတကိုယ်လုံးပြင်နေတဲ့ခရမ်းကျင်ဒီအနှစ်တွေကိုတန်ရှင်းရေးလုပ်ဖို့မြို့နာကမျိုးရှိရဲ့စီကိုကိုယ်တိုင်သွားရတာဖြစ်ပါတယ်။ဒီလိုထူးခြားတဲ့ခရမ်းကျင်ဒီပြပောက်ပွဲတော်ကဘယ်လိုမျိုးပေါ်ပေါက်လာခဲ့တယ်လဲ ဒီဘွဲတော်မှာဘလို့ထူးခြားတဲ့အစီအစဉ်တွေရှိနေရောမလဲ။ဒီအကြောင်းတွေကိုတင်ဆက်ပေးတော့မှာမို့ပရိသတ်တွေဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးဖို့ဖိတ်ခေါ်လိုက်ပါတယ်။ဒီဗီဒီယိုလေးကိုမကြည့်ရှုရင်ကျမတို့ရဲ့ Best Media Channel လေးကို Like and Follow လုပ်ပြီးတော့အားပေးသွားနိုင်ပါတယ်။ဒီလိုခရမ်းစင်ကြီးတွေနဲ့အချင်းချင်းပြပောက်ပြီးစော်ကစားကြတဲ့ဘွဲတော်ကိုနှစ်တိုင်းပြုလုပ်နေတာကစပိန်နိုင်ငံကဘူညောဆိုတဲ့မျိုးလေးမှာပါ။ နှစ်တိုင်းလိုလိုအောက်ဂုလာရဲ့နောက်ဆုံးအပတ်ကဗိုလ်တော်ကြီးတွေရောက်ပြီဆိုရင်ကျင်းပပြုလုပ်တဲ့ဒီခရမ်းကျင်ပြီးပွဲတော်ကိုကမ္ဘာတဝန်းကခရီးသွားပေါင်းတောင်းနဲ့ချီပြီးတော့လာရောက်ဆင်နွှဲနေကြတာဖြစ်ပါတယ်စပိန်ဘာသာစကားနဲ့ Las Tomatina လို့ခေါ်တဲ့ဒီခရမ်းကျင်ဒီပွဲတော်ကပအဝင်စင်တဲ့သူတွေတဦးနဲ့တဦးခရမ်းကျင်ဒီတွေပြစ်ပေါက်ပြီးတော့စော်ကစားကြတယ်။ကမ္ဘာပေါ်မှာအကြီးမားဆုံးအစားအစာတိုက်ပွဲတစ်ခုလည်းဖြစ်ပါတယ်။ဒီခရမ်းကျင်ဒီပွဲတော်ရဲ့မူလအစကိုပြောရရင်1945ခုနှစ်အောက်တိုဘာလနောက်ဆုံးရက်သက်တပတ်ရဲ့ဗုဒ္ဓဟူးနေ့မှာစတင်ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။ ။လူငယ်တစ်သိုက်ကဈေးတစ်ခုထဲမှာစတင်စကားများရန်ဖြစ်ခဲ့ပြီးတော့လလန်းမိသည်။ခင်းရင်းစီတွေနဲ့ပြပောက်ရာကနေရံပွဲကအကျယ်အကျယ်ဖြစ်သွားပြီးတော့ရဲတွေနဲ့ဖြိုခွင်းရတဲ့အစင်းကြီးရောက်သွားတာပါ။အဲ့ဒီနေ့အတွင်းမှာပဲလူငယ်တစုကအိမ်ကနေခင်းရင်းစီတွေယူဆောင်လာပြီးတော့လမ်းမတွေပေါ်မှာအချင်းချင်းပြပောက်ပြီးတော့ပွဲတော်တစ်ခုအတွင်စတင်ဆင်နွှဲလာခဲ့ကြတာပဲဖြစ်ပါတယ်။ဒါပေမဲ့လို့သက်ဆိုင်ရာအာဏာပိုင်တွေကတော့ဘာသာရေးပွဲတော်တခုမဟုတ်တဲ့အတွက်1950ခုနှစ်တွေကျော်တဲ့အထိပြိပင်တားမြစ်ခဲ့ပါတယ်။ 1956ခုနှစ်မှာပူညော်ဒေသခံတွေကဒီပွဲတော်ကိုကျင်းပခွင့်ရဖို့ဆန္ဒပြပွဲတစ်ခုကိုလှုပ်ဆောင်ခဲ့ပါတယ်။ဒီဆန္ဒပြပွဲမှာလူတွေကကောင်တာလာတစ်ခုအတွင်းခရမ်းကျင်ကြီးခက်ကြီးကြီးတလုံးကိုထည့်ထားပြီးတော့ဂီတအခွဲတစ်ခုကနာရီတွေမှာတီးဆိုကြတဲ့သချင်းတွေကိုပူးဆောင်တီးမှုပြီးတော့တကယ့်နာရီတစ်ခုကိုပြုလုပ်ခဲ့ကြတာပဲဖြစ်ပါတယ်။ဒီဆန္ဒပြပွဲအသေးစားလေးကအောင်မြင်သွားခဲ့ပြီးတော့အာနာပိုင်တွေအနေနဲ့လည်း Last Tomatina ဆိုတဲ့ခရမ်းကျင်ကြီးပွဲတော်ကိုတရားဝင်ဖွင့်ပြခဲ့ရတာပါ။ ခရဲချင်းဒီပြပောက်ပွဲတော်ဟာတနေ့ထက်တနေ့ပုံနံပဲကြီးလာပြီးတော့2002ခုနှစ်အရောက်မှာဒီပွဲတော်ရဲ့ထင်ရှားကြော်ကြားမှုကြောင့်နိုင်ငံတကာခရီးသွားတွေကိုဆွဲဆောင်တဲ့ပွဲတော်တစ်ခုဖြစ်တရားဝင်အသိအမှတ်ပြုလိုက်ပါတယ်။ခရဲချင်းဒီတွေနဲ့ပြပောက်တဲ့ပွဲတော်ကိုမစတင်ခင်မှာစပိန်အစားအစာပြိုင်ပွဲတွေခရဲချင်းဒီနဲ့ပြုလုပ်ထားတဲ့မီရှူမီဘန်တွေအပြင်ဂီတအဖွဲ့တွေကအဆိုအကတွေနဲ့မြို့ကိုပတ်ပြီးတော့လှည့်နေဖျော်ဖြေတာမျိုးတွေလည်းရှိပါတယ်။ ။အော်တိုဝန်းနေရောက်လို့ခရဲချင်းဒီတိုက်ပွဲမစတင်ခင်မှာပေါ်လိုဟာဘုံဆိုတဲ့ခန္ဓာတစ်ခုကိုအင်းဦးဆုံးလောက်ကြပါတယ်။ဒီပွဲတော်ကချောစီတွေတုံလင်းထားတဲ့ဝက်လုံးတိုင်ရဲ့ထိမှာဝက်ပေါင်ကြောက်တစ်ခုကိုချိန်ဆွဲထားပြီးတော့ပြိုင်ပွဲဝင်နေအနေနဲ့ဝက်ပေါင်ကြောက်ကိုရအောင်တက်ယူရတာဖြစ်ပြီးတော့ဝက်ပေါင်ကြောက်ကအောက်ကိုမရောက်မချင်းခရဲချင်းဒီတိုက်ပွဲကိုလုံးဝမစတင်ကြပါဘူး။ ပြိုင်ပွဲဝင်တွေကတအူးပေါ်တအူးဆင်ပြီးချောတိုင်းပေါ်တက်ပြီးတော့ဘောပေါင်ရောက်ကိုအရယူနေချိန်မှာအားပေးတဲ့သူတွေကစဝိုင်းပုံလူစုပြီးတော့တချင်းတွေဆိုအကောက်အခုံတွေလုကြပြီးချောတိုင်းတက်နေတဲ့လူတွေကိုရေပိုက်တွေနဲ့ထိုးချတာမျိုးတွေလည်းလုကြတာရှိပါသေးတယ်ချောတိုင်းပေါ်တက်ပြီးမရမကဝေါပေါင်ရောက်ကိုဖြုတ်ချပြီးမှတော့အခင်းချင်းဒီတိုက်ပွဲဟာစတင်ပါပြီ။ခင်းချင်းဒီတိုက်ပွဲဟာများသောအားဖြင့်တနအိမ်ခန့်သာကြာမြင့်ပြီးတော့ခင်းချင်းဒီတွေတန်းချိန်ပေါင်း160ကျော်ကိုထရက်ကားတွေနဲ့တဲပြီးတော့လူရင်းစီကိုအရောက်ပို့ပေးတာပဲဖြစ်ပါတယ်။ အခုလိုခင်ရဲ့ကျင်သီးတွေအသုံးပြုပြီးပြပောက်ကြတဲ့ကွဲတော်မှာအမဲ့လိုနေတဲ့အသီးတွေကိုပဲသုံးကြတာဖြစ်ပြီးတော့ဒီအချိန်မှာလမ်းနိုင်လမ်းနိုင်ကခင်ရဲ့ကျင်သီးအနှစ်တွေနဲ့ပြည့်နေနေတာပါအခုလိုတလန်လုံးရစရာမရှိအောင်ခင်ရဲ့ကျင်သီးတွေပေးပွားကုန်တာကြောင့်မျိုးပန်လူတွေဟာသူတို့ရဲ့အိမ်တွေနဲ့ဆိုင်ကန်းတွေကိုမညစ်ပတ်အောင်ပလတ်စတစ်အခင်းစာကြီးတွေနဲ့ရှေ့မျက်နှာစာတွေကိုအုပ်ကာထားတတ်ကြပါတယ် တနာရီတာတာကြရဲခင်းရဲချင်းဒီတိုက်ပွဲပြီးဆုံးသွားတဲ့အချိန်မှာဘသူကမှနောက်ထပ်ခင်းရဲချင်းဒီတလုံးကိုထပ်ပြင်းပြေမရှိတော့ပါဘူး။အနာပိုင်တွေကလမ်းမတွေထက်ကခင်းရဲချင်းဒီအနှစ်တွေကိုစေးချဖို့အတွက်မိသားကားတွေအထီအောင်အသုံးပြုကြရတာဖြစ်ပြီးတော့သူတို့တွေကလမ်းတွေညှပ်ပတ်နေရဖို့ပဲအာရုံစိုက်ကြတာဖြစ်ပြီးတော့တကူလုံးခင်းရဲချင်းဒီပေးနေတဲ့လူတွေကိုခရုမဆိုင်ပဲနေတူရှုထားတတ်ကြပါတယ်။ပြည်သက်တွေကြီးရှုခဲ့ရတာကဘတ်စ်မီဒီယာကတင်ဆက်တဲ့စပိန်နိုင်ငံကခင်းရဲချင်းဒီပွဲတော်အကြောင်းဝင်ဖြစ်ပါတယ်။ ဒီတင်ဆက်မှုမှာပါတဲ့ခရမ်းစင်ဒီပွဲတော်ရဲ့ထူးခြားလာတဲ့နောက်ခံဆက်ကြောင်းနဲ့ပွဲတော်ကျင်းပပုံတွေအကြောင်းကိုဘယ်လိုမြင်မိပါသလဲပြည်သူတွေရဲ့အမြင်ကိုကွန်မန့်မှာရေးသွားပေးနိုင်ပါတယ်ဗီဒီယိုလေးကိုအဆုံးသတ်ကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးတို့တင်ရှိပါတယ်ရှင်